ကောင်းလေးကကျွန်တော်တို့24ချိန်မှာ10နောက်ပဲရှေ့ပေါင်းရှေ့ပေါ့နော်24ချိန်မှာ10နောက်ပဲရှေ့ပေါင်းရှေ့ပရိတ်6ပေါ့နော်သူ့ရဲ့နောက်တစ်နှစ်မှာသူက3ပါတဲ့ပရိတ်6တကွက်သူ့ရဲ့နောက်တစ်နှစ်မှာ3ပိတ်နဲ့လိုက်ထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြီးသူကနေပြီးတော့ကျွန်တော်တို့တစ်နှစ်နှစ်နှစ်3နှစ်4နှစ်မြောက်မှာပရိတ်9နှစ်ချက် ဆင့်ရိုက်တယ်ပေါ့နော်ရိုက်တန်းနဲ့ဒီနောက်ပိတ်သုံးလုံးရှစ်ကိုဒီပရိတ်တပုတ်နှစ်ခုရဲ့ဘေးမှာ၄ပါပရိတ်ရှစ်ပေါ့ဗျာဟိုက်နစ်ထဲမှာသူက၄ပါဝါ၉ပါဝါ၄ပရိတ်လို့ထွက်ရင်သူ့ရဲ့ဘေးကကနန်းဝန်းကျင်းပေါ့နော်နောက်ပြီးသူကရောက်ကတ်မှာတော့သူကဒီ6ကြိမ်9ကြိမ်10ကြိမ်မှာဇောင်းပေါင်းချင်း၄ပေါ့နော်၉ပါဝါ၄ထက်ချက်ပြီးမှသူ့ရဲ့အောက်မှာထွက်တယ်ဒီခွန်ပရိတ်ဒီသူကနေပြီးတော့တနည်းနည်း3နှစ်4နှစ်ရဲ့ အပေါ်ကခဏဗရိတ်ခွန်ဗရိတ်ခွန်ပေါ့နော်အဲ့လိုဗရိတ်ခွန်ဗရိတ်ခွန်လို့အောင်ပြီးရင်သူကဒီ၈ချိန်က၈ထိပ်ပြီး10ချိန်မှထိပ်စီးပြန်ဝင်ပေါ့နော်နောက်ပြီးတော့ဇောင်းပေါင်းကျကျွန်တော်တစ်ချုပ်ပေါ့အဲ့ဒီ၈ထိပ်ဒီ၈ထိပ်ဝင်တယ်ဇောင်းပေါင်းကျတစ်ကပုံလေးချုပ်မယ်ပေါ့နော်အဲ့လိုချုပ်ပြီးမှသူကဒီ၈ထိပ်တပင်းကျော်၈ထိပ်ရပြီး၈ထိပ်ရပါတော့ကျွန်တော်၁၇ချိန်မှ၃ထိပ်လို့သူပြန်ပို့တယ်ပေါ့နော် အဲတုံးထိတ်လို့ပို့ပြီးတာနဲ့သူကနောက်ပိတ်သုံးလုံးကိုသူကသုံးလို့ဖြစ်သွားတယ်၄လေး၅နဲ့ပေါ့နော်နောက်ပိတ်သုံးလုံးသုံးပုံဒီဖြစ်တယ်ဒီကသုံးနောက်ပိတ်နဲ့ bridge 6ပြန်တော့ထွက်လို့ပေါ့နော်အဲမှာ၄လေး၅နဲ့သုံးဖြစ်တယ်အဲ့လိုသုံးလို့ချုပ်လိုက်တာနဲ့သူကဒီဇောင်းပေါင်းချင်းကိုသူကရှင်းလို့ပြန်ထည့်တယ်ဟို6ဘိတ်ခွန်ဘိတ်9ဘိတ်ပေါ့နော်နောက်ဘိတ်3လုံး8လို့ထည့်တယ်3ဒီ3လုံးက3လို့ပုံနေထည့်အဲ့လိုထည့်တာ ਨੇ သူက ဒီဆောင်သုံးလုံးရှိကို3 5 3 6နဲ့3လုံးပေါင်းချင်း6လို့ထည့်ပါတယ်3 5 3 6နဲ့3လုံးပေါင်းချင်း6ပေါ့နော်အဲ့တော့3 5 5လို့ပထမတစ်ခါထွက်တယ်ပေါ့ဗျအဲအဲ့လိုပဲမှတ်ပါပေါ့နော်ဒါဆိုဒုတိယက24ချိန်မှာ6ပေါင်း6 8နောက်ပိတ်ပေါ့နော်ဗရိတ်ချက်သူ့ရဲ့နောက်တစ်မြင့်မှာဒီ3ပါတဲ့ဗရိတ်ကျွန်တော်တို့6တကွက်ကသူ့ရဲ့နောက်တစ်မြင့်မှာ3ပိတ်နဲ့ပြန်ထွက်ပေါ့နော်ထွက်တာနဲ့သူကနေ1နှစ်2နှစ်3နှစ်4နှစ် လေးနှစ်မြောက်မှာသူပရိတ်ရှစ်နှစ်ခါဆင့်ရိုက်ပေါ့နော်ရိုက်တာနဲ့သူ့အောင်မထွက်တဲ့ပရိတ်ရှစ်ကဒီနောက်ပိတ်သုံးလုံးရှစ်ကိုသူ့ရဲ့ဘေးမှာ၄ပါပရိတ်ရှစ်ထွက်တယ်ပေါ့နော်အဲ့နဲ့ထဲမှာသူပရိတ်သုံးလုံးစထွက်ရင်းနဲ့သူ့ရဲ့ဘေးနှစ်ကခဏဝမ်းချင်းပေါ့နော်အဲ့ဝမ်းချင်းရပြီးတော့ねကျွန်တော်တို့က6ချိန်9ချိန်10ချိန်မှာဇောင်းပေါင်းချင်းရသုံးမယ်သုံးလို့ရပြီးတော့ねကျွန်တော်တို့ကဒီ6ချိန်မှာထွက်တဲ့ပရိတ်ကြီးတဲ့သူကနေတပင်နှစ်ပင်သုံးပင် လေးပင်ရထက်ကဒီပရိတ်ရှစ်ကိုပရိတ်ရှစ်ရွှေ့တယ်ပေါ့နော် အဲ့လိုရွှေ့တာနဲ့တဲ့သူကဒီ6ချိန်က6ထိပ်ကိုတဲ့10ချိန်မှာ6ထိပ်လို့လမ်းပို့တယ်ပေါ့ဗျာအဲ6ထိပ်လို့ပို့တာနဲ့ဒီ3လုံးကသူက6ပြစ်လို့ပုံစံချုပ်တယ်ပေါ့နော်အဲ့လိုချုပ်ပြီးတာနဲ့သူ့အောင်မှာ6ပါဝါ1ထိပ်လို့ရိုက်တယ်အဲ့လိုရိုက်တာနဲ့သူကနောက်ပိတ်3လုံးသုံးဆောင်းပေါင်းချင်းကသူက8လို့ပုံစံချုပ်တယ်1ပိတ်5ပိတ်2ပိတ်နောက်ပိတ်3လုံး8ပေါ့နော်1ပိတ်3ပိတ်2ပိတ် နောက်ပိတ်သုံးလုံးသုံးလို့ပုံလေးချုပ်ချုပ်ပြီးတာနဲ့သူကဒီရှည်သွဲနဲ့အပွားခါးနဲ့ကိုရှစ်လို့ပြန်ချုပ်တယ်အဲ့တော့တစ်လေးနှစ်လို့ထွက်တယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာတတိယကက်24ချိန်မှာရှစ်နောက်ပိတ်ရှည်ပေါင်းရှစ်ပေါ့နော်အဲ့သူ့ရဲ့နောက်တစ်နှစ်မှာဒီ3ပါတဲ့ဂရိတ်6တကွာနောက်တစ်နှစ်မှာလိုက်ထွက်တယ်ပေါ့ဗျာအဲ့သူကနေဒီတစ်နှစ်နှစ်နှစ်3နှစ်4နှစ်မြောက်မှာဂရိတ်9ခါထွက်တယ်ပေါ့နော် ထွက်တာနဲ့သူ့အောင်မှာထွက်တဲ့ဗရိတ်တည်းဒီနောက်ဘေးသုံးလုံးတည်းကိုဗရိတ်တည်းထွက်တယ်ပေါ့ဗျာအဲပြီးတော့ကျွန်တော်တို့အကျဉ်းကြအနေနဲ့သူကဇောင်းပေါင်းရင်းသူကနှစ်လို့ထည့်တယ်ခွန်နှစ်သုံးနဲ့သုံးလုံးပေါင်းရင်းနှစ်ပေါ့နော်အဲ6ကျဉ်းခွန်းကျဉ်း7ကျဉ်းပေါ့နောက်ပြီးတော့ဒီကျွန်တော်တို့9ကျဉ်းမှာထွက်မဲ့ကနန်းဒီဗရိတ်ဒီပေါ့နော်သူကနေ1နှစ်2နှစ်3နှစ်4နှစ်ရဲ့ဒီဗရိတ်နှစ်ကိုဗရိတ်နှစ်လို့ကျွန်တော်အဲတော့ပြတယ်နောက်ပြီး690ဗရိတ်နှစ်ထွက်မဲ့စထွက်မဲ့ဆိုဗရိတ် 690ဝမ်းကြီးဆိုတော့ကျွန်တော်က3636ပေါ့နော်3666အဲ့ဒါလေးပြရတယ်တချို့တော့ dead to date ဒီမှာရကြတာပဲအဲ့ပြီးတော့ကျွန်တော် eye line ကိုမကင်နေပဲပြစ်ထားလိုက်တာဒီမှာ၈ချိန်က3ထိပ်ကိုကျွန်တော်ဒီ9ချိန်မှာ10ချိန်မှာ3ထိပ်ဝင်တယ်ပေါ့နော်ဒီဇောင်းပေါင်းချင်းသူတက်လို့ချုပ်သွားတယ်အဲ့တော့ကျွန်တော်တို့ကဒီ3ထိပ်ကို3ထိပ်ကူထားခြင်းကြောင့်ဒီဘွဲမှာဒါဒီနေရာမှာ၈ထိပ်လို့ထည့်ခြင်းတာပေါ့နော်အဲ၈ထိပ်လို့ထည့်လိုက်တာနဲ့သူကနောက်ပိတ်3လုံးကိုသူ3လို့သွားခြင်းတယ် ုံးသွားဖို့နှစ်ပိတ်ပေါ့ဗျ။အဲနှစ်ပိတ်ထဲတာနဲ့၃၃2နဲ့လည်း၃လုံးပေါင်းချင်း၈လို့ပုံတရားချုပ်နေတယ်။ဟုတ်ပြီနော်။ဒီ၃လုံးက၈ဒီ၃လုံးက၃။အဲဒီမှာဒီပါဝါထိပ်စီးပေါ့ဗျ။အဲ့တော့ကျွန်တော်တို့ကဒီနောက်ပိတ်၃လုံး၈လို့ဒီခါနဲ့ဒီရှည်တွဲနဲ့ကို၈ဖြစ်မယ်ဆိုတော့ကျွန်တော်တို့ကရှည်ပေါင်း၃ဝင်မှာပေါ့နော်။အဲ့တော့ရှင်ငါးနှစ်ဆိုတဲ့ကဏ္ဍပေါ့နော်တော်တော်များများတော့အဲ့ကဏ္ဍကိုကြိုက်တဲ့ကဏ္ဍပေါ့ဒါမှမဟုတ်နှစ်ပိတ်နဲ့ရှေးပေါင်း၃ကိုထိုးဝင်ထိုးပေါ့နော် နှစ်အပိတ်နဲ့ရှေးပေါင်းသုံးပါနော်ရှေးပေါင်းသုံးကိုကျွန်တော်10ခွန်းမထိုးခြင်း6ခွန်းနဲ့ရံပါနော်6ခွန်းနဲ့6ခွန်းနဲ့ဒါ8ထိတ်နဲ့ပေါ့နော်သူကပါဝါထိတ်ထိရိုက်သွားမှာဆိုရင်ကျွန်တော်8 5နှစ်ပေါ့နော်နှစ်ပိတ်နဲ့ပရိင်5ပေါ့ဗျာတနည်းပြောရရင်ပေါ့10ခွန်းတော့မထိုးခြင်းမထိုးနဲ့ပေါ့နော်6ခွန်းနဲ့ပေါ့ဗျာအဲ့နှစ်ခွန်းတည်းပေါ့နော် သူကကျွန်တော်တို့ဒီမှာခွန်ပိတ်ပေါ့ဗျာဖရင်ကတော့ကျွန်တော်ဖြတ်ပြရတာပေါ့နော်ခွန်ပိတ်သူကနေပြီးတော့1 2အောက်သောင်းပေါ့နော်1 2 3 4လေးချိန်သွားမယ်သူကနေ1 2 3 4ချိန်မှာခွန်ပိတ်ပေါ့နော်ဒါပရမခွန်ပိတ်ဒုတိယခွန်ပိတ်ပေါ့နော်ဒုတိယခွန်ပိတ်ကနေ1 2 3 4ချိန်သွားမယ်သူကနေ1 2 3 4ချိန်မှာခွန်ပိတ်ပေါ့နော်ခွန်ပိတ်ခွန်ပိတ်၃ချက်ကိုအခြေခံပြီးစော့မယ်ပေါ့လေအဲခွန်ပိတ်လို့သူ့ဆောင်မှာဗရိတ်ခွန်လို့ထွက်တယ် အဲ့ဘရိတ်ခွန်ထွက်လို့သူကထိတ်သီးသုံးလုံးကိုသူကကျွန်တော်တို့3 9 9နဲ့1ပေါ့နော်1ကိုဒီဘေးမှာခါသုံးလုံး1ကိုကျွန်တော်တခါလက်ထည့်ခဲ့လိုက်မယ်ပြီးကြမေးသွားရင်မထည့်မီပဲဖြစ်မှာဆိုလို့ပေါ့နော်အဲ့ပြနေနေပေါ့ဒါပရမကပ်ပေါ့နော်ခွန်နောက်ပိတ်ကြောင့်သူသောင်းမှာခွန်ပရိတ်ရတဲ့ထိတ်သီးသုံးလုံး1ကိုသူဘေးမှာသောင်းသုံးလုံး1ဖြစ်တယ်ဒါပရမတကပ်ပေါ့နော်ဒုတိယကပ်ဒီမှာခွန်နောက်ပိတ်သူသောင်းမှာဘရိတ်ခွန်တယ် ပရိတ်ခွန်ပဲပေါ့နော်ထိပ်သီးသုံးလုံးကိုသူတုံညလို့ထည့်စီနေပေါ့နော်အဲ့တုံညကိုသူဘေးမှာထည့်ရခါရပိတ်ရကို30လို့ပြန်ထည့်တယ်ဒါကဒုတိယကက်ပေါ့နော်တတိယကက်ဒီမှာခွန်နောက်ပိတ်ကြောင့်သူစောင်းမှာဗရိတ်ခွန်လို့ရိုက်တယ်အဲ့မှာထိပ်သီးသုံးလုံးကိုသူ6လို့ထည့်ပြီပေါ့နော်စီနေ ိုက်ကိုကြောင့်ဒီမှာသူ့ဘေးမှာဒီခါရဲ့ထဲ့ရဲ့ပိတ်ရဲ့ကိုးလို့ပြန်ထည့်သွားတယ်။ဟုတ်ပြီနော်။အဲ့လိုထည့်ပြီးတော့တဲ့ကျွန်တော်တို့ကအခုထွက်ပင်ကိုသွားထွက်ပင်ကိုသွားမယ်ဆိုဒီခါသုံးလုံးဒီခွန်တော့ပိတ်ခွန်ပိတ်ပေါ့နော်ထည့်ကြီးသုံးလုံးတစ်ကိုဒီမှာတောင်းပေါင်းချင်းတစ်လို့ထည့်တယ်တစ်လို့ထည့်တာနဲ့ဒီမှာရှစ်ခါပေါ့ဗျာ။ဟာရှစ်ခါကြောင်းနဲ့ ဒီတောင်းတောင်းလုံးတည့်ရဲ့ဘေးမှာ၈ပါဝါ၃ခါလို့လူပို့ရမှာပေါ့နော်ဟုတ်ပြီနော်ဒါဒုတိယကလည်းအဲ့လိုပဲဒီခွန်နောက်ပိတ်ခွန်ပိတ်ခြေစည်းတောင်းလုံး၁၀ကိုတောင်းတောင်းလုံး၁၀အဲ့၁၀လို့ရိုက်တဲ့ဒီ၃ညထိတ်ရဲ့ဒီခွန်ခါပေါ့ဗျာ၃ညပြီးခွန်ခါကိုခွန်ပါဝါဒီတောင်းတောင်းလုံး၁၀ရဲ့ဘေးမှာ၂ခါလို့ထည့်ရတယ်အဲ့တော့ဒီမှာခွန်ခွန်နောက်ပိတ်ခွန်ပိတ်ထည့်စည်းတောင်းလုံး၉ကိုတောင်းတောင်းလုံး၉ထည့်တယ်အဲ့တော့ဒီမှာကသူက 6ခါ့မဟုတ်ဘဲနဲ့ဒီမှာ9ခါ့လို့ထည့်ထားတယ်။ဟဲ့9ခါ့လို့ထည့်ခြင်းကြောင့်ကျွန်တော်တို့9ပါဝါဒီပွဲမှာ4ခါ့လို့ထည့်ခြင်းတယ်။ဟုတ်ပြီနော်။4ခါ့လို့ထည့်ခြင်းတယ်။ဟုတ်ပြီခါ့တော့ကျွန်တော်တို့စိတ်တိုင်းကြဒါလောလောဆယ်ပထမတစ်ချက်နေနဲ့ထည့်လိုက်ပြီပေါ့နော်။ဒီ8ကြောင့်8ပါဝါ3ခါ့ပေါ့နော်။ဒီခွန်ပရိတ်ခွန်နောက်ပိတ်ခွန်ပရိတ်တဲ့အဲ့လိုဒီ8 ဟို၈ပါဝါ၃ခါလို့ထည့်လိုက်တာ ਨੇ တဲ့ကျွန်တော်တို့ကဒီမှာခါ၃လုံးကိုသူ၃လုံးပေါင်းခြင်းခွန်လို့ထည့်လိုက်မယ်အဲ့မှာခွန်ပုံတွေထည့်လိုက်မယ်ဒီ၈ရပါဝါ၃ခါလည်းဖြည့်ရမယ်၈၆၃နဲ့လည်းခါ၃လုံးခွန်ဖြည့်ရမယ်ဟုတ်ပြီနော် ဒါတော့ဒုတိယကကျွန်တော်တို့ဒီမှာခွန်နောက်ပိတ်ပရိခွန်ထည့်သီး3လုံး30ကိုဇောင်း3လုံး30ဖြစ်တယ်ဖြစ်တဲ့အနေဒီခွန်ပါဝါ2ခါလို့ပို့လိုက်တာနဲ့ကျွန်တော်တို့ကဒီမှာဇောင်း3လုံးကခွန်လို့သူထည့်ရမှာကျွန်တော်မှန်ပါတယ်မှာလဲဒုတိယပဲပေါ့နော်ဒီပကနန်းကအဲ့မှာ3နှစ်နှစ်နဲ့ခွန်ထည့်တယ် သာတို့ဒီမှာတန်တော်တတိယကခွန်နောက်ပိတ်ခွန်ပိတ်ထဲသေးသုံးလုံးကိုသုံးသုံးလုံးကိုထည့်ထည့်အဲကိုထည့်တာနဲ့ဒီကိုခါရပါဝါ၄ခါထည့်မယ်ထည့်တာနဲ့ဒီသုံးလုံးကလည်းကျွန်တော်တို့ဒီခွန်ပိတ်ကြောင့်ခွန်လို့ထည့်ရမယ်အဲ့တော့၄ခါပေါ့နော်အဲ့ဆိုကျွန်တော်ပိတ်စီနေတော့ဒီမှာ၃ညပိတ်ဒီမှာ၉ပိတ်ဒီမှာ၈ပိတ်ဆို၄ခါနဲ့ခွာလေးပေါ့နော်

မောင်မမရေးကြည့်နေတာလိုင်းပေါ်မှာတွေ့လို့မေးကြည့်တာပါတော့ဆောင်းဝင်တချို့မြင်းနေမိုင်းနေတော့ကြည့်ရင်ကြီးမှာပေါ့เนาะကြားပါလေအဲ့လိုလောက်ပါကြားပြနေတဲ့ဇန်ဝင်နေပါလေဆိုဘယ်ရောက်ပါလို့မသိဘူးအဲ့မှာလဲသူဝေးမှာဒီတပင်ကျော်ဗရိတ်ကိုဗရိတ်ကူးထားတယ်เนาะဒီခွန်ဗရိတ်ကိုခွန်ဗရိတ်ကူးထားတယ်အဲ့ကောင်ကကြတော့ကျွန်တော်အထောက်အနေနဲ့ပြမှာเนาะခွန်ထိတ်မလို့ဒီမှာဗရိတ်ခွန် ဒီမှာဗရိတ်ခွန်လို့ကူထားတယ်နော်ဒါအထောက်ပေါ့နော်ဒီဖရိန်ရဲ့အထောက်ပေါ့လူပြောတာနဲ့ဒီမှာလွတ်ကိုကြောက်ဦးမယ်လုတ်ကိုကြကုန်ပြီ အဲ့မှာခွန်ခွန်၃ညပေါ့နော်အဲ့ခွန်ခွန်၃ညကကျွန်တော်ဒီက၃ည၃ညခွန်ပေါ့နော်၃ည၃ည၃ညပုံတွေချုပ်တယ်ဒီ၃လုံး၃ညဒီ၃လုံးခွန်အဲ့ဒီ၃လုံးကခွန်မယ်နော်ခွန်ခွန်၃ညပေါ့လေအဲ့မှာပါဝါနက်ခတ်တွေဖြီးထားတာပေါ့ ဟုတ်ပြီဒီမှာခွန်ထဲကြောင့်ဒီမှာ break ခွန် break ခွန်ချုပ်တယ်နော်ဒီမှာခွန်ထဲကြောင့် break ခွန် break ခွန်ပို့တယ်ဒီမှာ၃ညထဲကြောင့်၃ညထဲ၃ည break ၃ည break ပို့တယ်အဲ့တော့ကျွန်တော်တို့ဟုတ်ပြီဒီနေရာမှာထိုးမဲ့ကဏ္ဍငါတဲ့၃ခါတော့ရပြီပေါ့နော်၃ခါနဲ့ break ၃ညထိုးလိုက်ရင်လည်းရတယ်အဲ့မှာ तू က၃ခါနဲ့သူ့ရဲ့ဘေးနှစ်ကလာခဲ့တဲ့ကောင်ပေါ့နော်အဲ့မှာမှကျွန်တော်တို့စမယ်ဒီ၄၃၃ဆိုတဲ့ကဏ္ဍကသူ့ရဲ့ဘေးနှစ်ကကဏ္ဍပေါ့နော် ိုက်သူ့ရဲ့တပင်ကြောမှာကျွန်တော်ခွန်ပရိတ်နဲ့အခြေခံထားလို့ပရိတ်ခွန်ပေါ့နော်ဒီခွန်နောက်ခွန်ထိတ်ခွန်နောက်ပိတ်ခွန်ပရိတ်လို့တဲလို့ပေါ့နော်အဲ့မှာကျွန်တော်တို့ကဒီစောင်းသုံးလုံးခွန်လို့ထည့်လိုက်တာ ਨੇ ဒီသူ့ရဲ့တပင်ကြောမှာခွန်ပရိတ်ခံမယ်သူ့ရဲ့တပင်ကြောမှာသူထိတ်သီးသုံးလုံးရှစ်လို့ပုံတွေထည့်ရမယ်အဲ့မှာကျွန်တော်ဒီ3 4 3ကိုဒီဘက်မှာ4 3 4လို့အွှေ့လိုက်ထွက်တယ်ပေါ့နော် ဒါဆိုဒီမှာဒုတိယကက်ကျွန်တော်တို့ဒီမှာခွန်နောက်ပိတ်ဗရိတ်ခွန်ထည့်သီး၃လုံးကျွန်တော်တို့၁၀၃၃လုံး၁၀ခွန်ပါဝါ2ခါပေါ့နော်ဒီမှာခွန်ထိတ်ခွန်ဗရိတ်ခွန်ဗရိတ်လို့ရွှေ့ထားခြင်းကြောင့်ဒီနေရာမှာထွက်မဲ့ကဏ္ဍဒီသူ့ရဲ့ဘေးနစ်ကကဏ္ဍပေါ့နော်အဲမှာခွန်ဗရိတ်ဒီခါ၃လုံးခွန်လို့ထည့်လို့တစ်နှစ်ကျော်မှာဗရိတ်ခွန်ပုံလေးရှိတယ်ပေါ့နော်အဲမှာထည့်သီး၃လုံးသူ့ရဲ့တပင်ကျော်မှာရှေ့လို့ခံထားတယ်ပုံလေးပေါ့နော် ်ပြီးကြမှာကျွန်တော်ဒီ၃နှစ်လေးကိုဒီမှာလိုက်ပြီးတော့ရွှေ့တယ်ပေါ့ဗျာကျွမ်းလာလားလို့နောင်လက်မြင်တာပေါ့ငါးပိတ်ပြမယ်ဆိုရတာပေါ့ဒါမှဖြစ်နိုင်နေမှာဖြစ်နိုင်တာပေါ့နော် အဲ့ဒါလေးတော့ပြန်သုံးတော့ပေါ့ကျွန်တော်ငါးထိပ်လည်းပြလို့ရတယ်ဒီ site နဲ့ဆိုရင်အဲ့မဲ့သူမန်နေရတာယူသွားလိုက်တော့ ဲ့တော့ကျွန်တော်တို့ကအထောက်ပံ့ကိုရှာတဲ့နေရာမှာတဲ့ဒီခွန်နောက်ပိတ်ခွန်ပလေးရိုက်တယ်ထိပ်သီးသုံးလုံးကိုဇောင်းသုံးလုံးကိုထည့်တယ်ဒီကိုပါပါလေးခါထည့်မယ်ဒီခွန်ပလေးကြောင့်ခါသုံးလုံးခွန်လို့ထည့်လိုက်မယ်အဲ့ခွန်လို့ထည့်တာနဲ့သူ့ရဲ့ဘေးနှစ်ကကျွန်တော်တို့ကဒီပရိတ်ခွန်ရဲ့တနှစ်ကျော်ကနန်းဆိုဒီနှစ်ကွက်တော့ရှိမှာပေါ့နော်ဒါမဲ့ဒီကွက်ကိုကျွန်တော်ကန်ဆယ်လုပ်လိုက်မယ်ဒီကွက်ကိုပိုကြိုက်တယ်အပူခွက်ကြိုက်လို့ပေါ့နော်ဒီကွက်မှာအဲ့တော့သူ့ရဲ့တပင်ကျော်မှာခါထိပ်ထိပ်သီးသုံးလုံးရှစ်ပေါ့လေ ။အဲရှစ်လို့ခံနေတယ်။ကျွန်တော်လေးလည်းပါအောင်ပါဆိုတော့အဲ့မှာလေးခါနဲ့ဆိုတော့ဒီဘရိတ်ရှစ်ကလည်းဖြစ်ရမှာဆိုတော့ခွာပေါင်းလေးပေါ့ဗျာ။အဲ့မှာခွာပေါင်းလေးဆိုတော့ကျွန်တော်၃ညာလေးလေးပေါ့။၃ညာလေးလေးကိုဘာလို့ပေးရလဲဆိုတော့အဲ့မှာကြည့်ပေါ့။ဒီမှာဘေးနစ်ကဒီ၄၃၃ကိုဒီမှာလိုက်ထွက်တဲ့ချိန်ပေါ့နော်။ဒီကနန်းကိုလိုက်ထွက်တဲ့ချိန်မှာဒီမှာရှေ့ပေါင်း6မလို့ဒီမှာနောက်ပေါင်း6ရိုက်တာပေါ့နော်။ရှေ့ပေါင်း6မလို့နောက်ပေါင်း6ရိုက်တာ။အဲ့ဒီနေ့ထဲမှာဆိုရှေ့ပေါင်းချင်း6 ရှေးပေါင်း6ပေါ့နော်ရှေးပေါင်း6လို့စကြရင်လည်းသူကနောက်ပေါင်း6ရိုက်တယ်အဲ့6ကကျွန်တော်တို့သူ့ရဲ့ base ကစနစ်ဟောပေါ့နော်ကျွန်တော်တို့6ဂျိန်မှာ6ခါပေါ့ဗျာအဲ့6ကဒီဘက်မှာ6ပါပေါ့နော်ဒီမှာကြတော့ကျွန်တော်တို့ကဒီမှာ3နှစ်လေးကို base ကခဏပေါ့နော်ဒီမှာရွှေ့တဲ့ချိန်မှာသူ့အပေါ်မှာဒါရှေးပေါင်း6ဒီနောက်ပေါင်း6ပေါ့နော်နောက်ပြီးတော့အဲ့နှစ်ထဲမှာသူကဒီ9ဂျိန်မှာ6ဂျိန်မှာပဲပေါ့နော်ခွန်ခါပေါ့ 6ခွန်ပေါ့နော်အိုက်ခွန်ဒီသူ့ရဲ့နောက်တနည်းမှာရှေ့ပေါင်းခွန်ကြရင်နောက်ပေါင်းခွန်ကြဒါ3 4နဲ့ပြလို့ရတယ်ဆောင်းနာသူ3 5ပြမယ်ဆိုကျွန်တော်ပြလို့ရဒီမှာ3 3ဒီမှာ3 4ဟုတ်ပြီဒီမှာကျွန်တော်တို့ကဒီခွန်ပရိတ်ခွန်နောက်ပိတ်ခွန်ပရိတ်ကြောင့်ဒီမှာခါ3လုံးခွန်4ခါပေါ့နော်အဲဆောင်း3လုံး9ဒီ3လုံး9လို့ဒီသူ့ရဲ့ဘေးနစ်ကကဏ္ဍမဆိုရင်ဒီ3ညာ4 4ကိုယူမယ်ဆိုရင်ကျွန်တော်တို့ဒီမှာရှေ့ပေါင်း8ဒီနောက်ပေါင်း8ဆိုတော့၄ဘိတ်ပေါ့ဗျာ။၃ညထိပ်ပေါ့နော်။ ုံညာထိပ်ပေါ့အဲ့ကနန်းကိုသူကသူ့ရဲ့အပေါ်မှာဒါရှေးပေါင်းရှစ်ဒီနောက်ပေါင်းရှစ်ပေါ့နော်နောက်ပြီးတော့ဒီမှာလဲကျွန်တော်တို့ရှစ်ခါခံထားခြင်းကြောင့်ဒီနေ့ထဲမှာရှေးပေါင်းရှစ်ကြရင်နောက်ပေါင်းရှစ်ဆိုအခုမှရှေးပေါင်းရှစ်ကကြာလာဒီမှာနောက်ပေါင်းရှစ်ပေါ့ပြန်ကြလာပြန်ကြလဲပြလို့ရတယ်အဲ့မှာသူနောက်တစ်ထပ်ချုပ်တာကကျွန်တော်တို့က ဒီ3လုံးဒီ3ညပေါ့နော်ဒီ3လုံးဒီဟာ sorry ဒီ3လုံးဒီ1ပေါ့နော်ဒီ1ကြောင့်ဒီထည့်ကြီး3လုံး1ဇောင်း3လုံး1ကြောင့်ဒီ3လုံးဒီ1ချုပ်တာဒီမှာထည့်ကြီး3လုံး10ဇောင်း3လုံး10ကြောင့်ဒီမှာအခါနဲ့အပေါ်ကကားငယ်အမောင်းနဲ့10ဖြစ်တာပေါ့နော်အဲ့တော့ဒီထည့်ကြီး3လုံး9လို့ဇောင်း3လုံး9လို့ဒီ3လုံး9ဆို5ခါလို့ရိုက်ထားခြင်းကြောင့်ကျွန်တော်ခွာလေးနဲ့ပဲဖြစ်ရမှာပေါ့နော်အဲ့မှာ3ညလေးလေး ဒူအော်သီးထဲမှာထည့်ထားတယ်ကြိုက်ရင်ထိုးပေါ့နော်မကြိုက်ရင်လည်းဒိုးပေါ့ဘယ်သူမှပိုင်မသိဘူးနော်အချိန်ကုန်ခံချွေးထွက်ခံပြီးတော့ပြပေးတာပေါ့နော်ပေါ့လို့လည်းဘာမှပေးကြမလို့ဘူးအလွဲသွားခဲ့ပြီဆိုတော့မပေါ့ဘူးလို့လည်းမှတ်ထားပေါ့ဟုတ်ပြီနော် လေးခါကစနစ်ပါလို့ကျွန်တော်လေးခါနဲ့လေးခါကိုကြိုက်တာပေါ့နော်လေးခါကိုကြိုက်တာအဲ့လို့ဆိုတော့ဒီ ship power ကိုသူက3ခါထည့်လိုက်တယ်ဒီခါ3လုံးကိုသူ ship ခွန်ပုံလေးချုပ်လိုက်တယ်ချုပ်ပြီးတဲ့နဲ့ဒီ3လုံးကကျွန်တော်တို့ကဒီ1ဒီ1ကြောင့်ဒီခါ3ခါငယ်မောက်ကိုတစ်ထည့်တယ်ဒီရှေပေါင်း6ကနောက်ပေါင်း6ဝင်တယ်နောက်တစ်ခါကျွန်တော်တို့ဒီမှာကြတော့ခွန်နောက်ပိတ်ပရိတ်ခွန်ဒီ3လုံး30ကိုဒီကြောင်း3လုံး30ဖြစ်တယ်ဒီခွန်ပါဝါကို2ခါလို့လည်းပို့ပါမယ်ဒီခွန်ပရိတ်ကိုခါ3လုံးခွန်လို့လည်းထည့်တယ် ထဲ့တာနဲ့ဒီကားငယ်အမောက်ကလည်းသူကဒီ3လုံး30ကြောင်းဒီ3လုံးက30ကို3ချက်ပြန်ပြည်တယ်ဒီ3လုံး30ဒီဆောင်3လုံး30ကားငယ်အမောက်30လို့ပြန်ထည့်တယ်ရှေ့ပေါင်းချင်းဒီနောက်ပေါင်းချင်းဝင်တယ်ဒီမှာလည်းဒါရှေ့ပေါင်း6ပါနောက်ပေါင်း6ပါเนาะအဲ့တော့ဒီမှာတတိယကက်ခွန်နောက်ပိတ်ခွန်ပရိရိုက်တယ်ထိပ်ဒီ3လုံး9ဆောင်3လုံး9ဒီမှာခွန်9ပါဝါ4ခါထည့်ရမယ်ခါ3လုံးကလည်းခွန်ပုံကြီးဖြစ်ရမယ်အဲ့တော့4ခါက2ချက်ချုပ်ပြီးထည့်လိုက်ရောထည့်လိုက်တာနဲ့ဒီရှေ့ပေါင်း8ဒီနောက်ပေါင်း8ဖြစ်ရမယ် ဒီ3လုံး9ကဒီ3လုံး9လို့ဒီ3လုံး9ပါဆို5ခါဖြစ်တဲ့အတွက်ခွာလေးပေါ့နော်အဲ့မှာခွာခွန်ပုံသေးယူမယ်ဆိုယူလို့ရတယ်နော်ဘာလို့လဲဆိုတော့ဒီမှာ4ခါနဲ့ခွာခွန်ထဲမှာကျွန်တော်တစ်ဖြစ်တာဟုတ်ဒီမှာကျတော့3ခါနဲ့ခွာခွန်ထဲမှာ10ဖြစ်တာဒီမှာက2ခါမဟုတ်တဲ့အတွက်ခွာခွန်ကိုကျွန်တော်မယူတာနော်အဲ့မှာ2ခါမဟုတ်လို့ခွာခွန်ကိုမယူတာလောလောနဲ့တပည့်မပွန့်လောက်ဘူးထင်လို့ပေါ့နော်အဲ့မှာ3ညာ4လေးပေါ့နော်အပူခွာလည်းကြိုက်လို့အပူခွာဒီဘက်ကျွန်တော်တော်တော်များများအပူခွာစော့ထားတယ် အပူခွာတော်တော်လေးဒီပွဲမှာဆော့ထားတယ်နော်နောက်ပြီးတော့ကျွန်တော်ပြနေကြလိုင်းပါပဲဗျာဒီပွဲမှာဒါကတော့၁၀ပွဲမူပေါ့နော်ဒီ၂ပွဲလောက်မှာထိုးကြည့်ပေါ့ဆရာလိုင်းမကောင်းတာဆိုလေဒီတစ်ခါတိုင်းเนี่ยကျွန်တော်တို့ခွာကိုရိုက်လို့ပေါ့နော်အဲ့သူသူ့ရဲ့တစ်နှစ်ကျော်မှာဒါတစ်လို့ပေါ်ရင်ကျွန်တော်တစ်ကိုးတွဲနဲ့ပေါ်ပေါ့ဗျာသူ့အပေါ်ကခါနဲ့ဒီနောက်တွဲနဲ့၁၀ချုပ်ပေါ့နော်အဲ့လိုချုပ်တာနဲ့အဲ့နှစ်ထဲမှာသူက ရှေးပေါင်းချင်းဒီနောက်ပေါင်းလို့ဘယ်မှာဝင်လဲပေါ့နော်ရှေးပေါင်းချင်းနောက်ပေါင်းရှေးပေါင်းချင်းနောက်ပေါင်းပေါ့နော်6ဒီ6မှွန်မှု3ဒီ3မှွန်မှု4ဒီ4မှွန်ပေါ့နော်9ဒီ9မှွန်မှု4ဒီ9မှွန်မှုပေါ့နော်လေဒီကိုဝင်တာပေါ့နော်ခွန်ခွန်မွန်မှု၃ည၃ည၃ည၃မှုဒီမှာ၃ည၃ည၃မှုပေါ့နော်၁ကို၁မှုအဲ့တော့၃ည၃ည၃မှုဝင်မှုဒီမှာ၈ကို၈ဝင်နေ၈ကို၈လို့ဝင်လိုက်တာ ਨੇ သူကခွာပေါင်းချင်း၁နဲ့တွားတယ်ဒီတစ်ခါတိုင်းကြောင်းပေါ့နော်ခွာကိုကြောင်း ဒီရှေ့ပေါင်းချင်းနေနောက်ပေါင်းချင်းဝင်ရကျွန်တော်ခွတ်တက်လို့ပုံဒီပထမတက်ကထည့်လိုက်တယ်။ဒါဆိုဒုတိယကကျွန်တော်တို့ဒီမှာတုံညာခါနဲ့ခွာကိုဖြစ်လို့သူ့ရဲ့တနည်းကြော်မှာတုံညာထိတ်လို့ပေါ်ရင်6နဲ့ပေါ်တယ်ဒီ3လုံး30ပေါ့နော်။အဲ့တော့အဲ့နှစ်ထဲမှာလည်းကျွန်တော်ကြည့်လိုက်။ဒါရှေ့ပေါင်း6ဒီနောက်ပေါင်း6မူရှေ့ပေါင်း5ဒီနောက်ပေါင်း5မူပေါ့နော်။ရှေ့ပေါင်း5နောက်ပေါင်း5မူရှေ့ပေါင်း1နောက်ပေါင်း1မူရှေ့ပေါင်း5နောက်ပေါင်း5မူရှေ့ပေါင်း6နောက်ပေါင်း6မူရှေ့ပေါင်း6နောက်ပေါင်း6မူရှေ့ပေါင်း1ကိုနောက်ပေါင်း1မူရှေ့ပေါင်း9ကို ဒီမှာနောက်ပေါင်းကိုတစ်ချက်ဝင်နေပေါ့နော်နောက်တစ်ခုကဒီမှာရှေ့ပေါင်းကိုဒီမှာနှစ်ချက်ဒူပလီဒီနေရာမှာတော့သူလှည့်ထားပြီးတော့လှုပ်ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရှေ့ပေါင်းကိုဒီနောက်ပေါင်းကိုဒီမှာဝင်နေပေါ့ဗျာဝင်တော့လေဒီခွာ30နဲ့သူဝင်နေပေါ့အတားမျိုးလေးကိုဆိုလိုချင်တာနော်ဒီမှာတော့သူကရှေ့ပေါင်းကိုကိုနောက်ပေါင်းကိုဒီမှာတစ်ချက်ကိုသူလှည့်ထားတယ်လှည့်ပြီးမှနောက်တစ်ချိန်မှတက်ထပ်ပေးတယ်ပေါ့နော်ပြန်냐ရှိတယ်ပြန်냐လေးပြပေးလို့ပြပေးလိုက်မယ်နောက်တစ်ခါကျွန်တော်ဒီမှာကိုးခါတိုင်းနဲ့ခွာကိုးပေါ့ဗျာ အဲ့တော့သူ့ရဲ့တနည်းကြော်မှာကိုလို့ပေါ်ရင်ဒါကိုကိုကိုထိတ်ကိုပိန်နေပေါ့နော်ဒါခါနဲ့နောက်တွဲနဲ့30ဖြစ်တယ်ဗျအဲ့မှာရှေးပေါင်း6နောက်ပေါင်း6မုတ်လေးကိုရှေးပေါင်း6နောက်ပေါင်း6မုတ်လေးပေါ့နော်ရှေးပေါင်းနဲ့နောက်ပေါင်းနဲ့ရှေးပေါင်း6မဝင်ဘူးပေါ့ဒီမှာရှေးပေါင်း6နောက်ပေါင်း6မဝင်ရှေးပေါင်း2နောက်ပေါင်း2မဝင်ရှေးပေါင်း4နောက်ပေါင်း4မုတ်ရှေးပေါင်း2နောက်ပေါင်း2မုတ်ရှေးပေါင်း5နောက်ပေါင်း5မုတ်ရှေးပေါင်း4ဒီမှာနောက်ပေါင်း4လို့ဒီမှာဝင်တာပေါ့နော်ဝင်တာနဲ့သူကခွာကိုးနဲ့ဝင်တာဗျာ အဲ့တော့ကျွန်တော်တတိယကန်နေတယ်ဒီမှာရှစ်ခါတိုင်းခွာကိုကြောင်းဒီနှစ်ထဲမှာရှစ်လို့ပေါ်ရင်ကိုးဘိတ်နဲ့လို့ခေါ်ပြီးတော့ဒီသုံးလုံး30ဆိုပြီးတော့တပတ်တစ်ခွက်ကိုထည့်ထိုးတာရှစ်လေးကိုးနဲ့ရှစ်ကိုးလေးနဲ့တွတ်ဖြစ်တဲ့ line ပေါ့ဗျာ ိုင်မှာရှေးပေါင်းလေးနောက်ပေါင်းလေးမွန်နေဘူးရှေးပေါင်းခွန်နောက်ပေါင်းခွန်မွန်ရှေးပေါင်း30နောက်ပေါင်း30မွန်ဘူးရှေးပေါင်းခွန်နောက်ပေါင်းခွန်မွန်ဘူးရှေးပေါင်း10နောက်ပေါင်း10မွန်ဘူးရှေးပေါင်းလေးနောက်ပေါင်းလေးမွန်ဘူးရှေးပေါင်းလေးနောက်ပေါင်းမွန်လေးမွန်ဘူးရှေးပေါင်း10နောက်ပေါင်း10မွန်ဘူးရှေးပေါင်း3နောက်ပေါင်း3မွန်ဘူးပေါ့နော်အဲ့တော့ဒီမှာရှေးပေါင်း10ဒီနောက်ပေါင်း10ဝင်မယ်ဆိုရင်သူကခွာ10နဲ့သူကရှေးဘူးနဲ့ပေါ့နော်10ကွက်စကျွန်တော်နည်းနည်းထိုးထားလို့ပြပေးတာရှေးပေါင်း10 ှေပေါင်းရှေနောက်နောက်ပေါင်းရှေပေါ့နော်နောက်ပေါင်းရှေကသူကခွာရှေကပုံတည်သွားမှာဟုတ်ဒီမှာရှေပေါင်းကရှေဖြစ်တဲ့တော့နောက်ပေါင်းရှေနေဆိုတော့အဲ့မှာကျွန်တော်တို့အလိန်ခံမှာဆိုလို့ပေါ့နော်ဒီတုံညာလေးလေးမဟုတ်ဘဲနဲ့ကျွန်တော်တို့ရှေပေါင်းရှေနောက်ပေါင်းရှေကိုရှေဘူးနဲ့နောက်နှလုံးပေါင်းရှေကိုထိုးကြည့်ပေါ့ဒါကြိုက်ရင်ပြောနော်ဥပမာပြောပြတာရေးဆိုလဲရေးပြလိုက်မယ်တုံညာတုံညာရှေပေါ့နော်တစ်တစ်ခွန်းနှစ်နှစ်6ပေါ့နော် 335ပေါ့၄၃လုံးပေါ့နော်953ပေါ့662နှစ်ပေါ့နော်ခွန်ခွန်1ပေါ့883ညပေါ့နော်93လုံးပေါ့ထွန်ကြိုက်တဲ့သူဆိုအိုက်ဆယ်ပေါ့ပေါ့နော်ထိုးကြမှာလည်းထိုးပေါ့သူကဘာလို့ဆိုတော့ဒီမှာက17 17ကြိမ်ဒီမှာ17ကြိမ်ဒီမှာ17ကြိမ်ဒီမှာ17ကြိမ်မှာမှလည်းလုံနိုင်တယ်ပေါ့နော်ဒီ2ကြိမ်ကိုထိုးကြည့်ပေါ့ ကြောက်ဆယ်ကအားပေးနေပါလေဟုတ်ကဲ့ပါပြန်ညကြိုက်တဲ့သူကကျွန်တော်ဒီလိုင်းအနေနဲ့ပဲပြန်ပြပြီးပြန်ကြအောင်ကျွန်တော်လည်းထိုးထားတယ်ဘူးလို့ပေါ့နော်မထိုးတဲ့ကဏ္ဍလည်းမပြပါကျွန်တော်တို့2020နဲ့2020နှစ်မှာသူခွန်ခါဒီအဲ့နဲ့ထဲမှာလုံးဝပျောက်ခဲ့တာပေါ့နော်ခွန်ခါဒီလုံးဝပျောက်တယ်ရေကြီးပေါ့နော်အဲ့ခွန်ခါပျောက်လို့သူ့ရဲ့နောက်တဲ့နှစ်မှာပထမဆုံးခွာခွန်ပေါ့ဗျာ ခွာခွန်ပေါ့ခွာခွန်ဘယ်မှာကြာလဲပေါ့နော်ရေလဲရေကြီးအောင်တော့ကြော်သွားရင်လည်းပြောအောင်ဒီမှာခွာခွန်ဒီမှာကြာတယ်ပေါ့ဗျာကြာတာနဲ့သူ့ရဲ့အောက်မှာကျွန်တော်နှစ်ပိတ်နဲ့ပြန်ရကစားတယ်ပေါ့နော်ဟုတ်ပြီနော်ခွာခွန်လို့ကြာနဲ့နှစ်ပိတ်နဲ့ပြန်ရကစားတယ်ဒါပရမတ်ကက်ပေါ့ဒုတိယကက်ကျွန်တော်အဲ့နှစ်ထဲမှာသူ6ခါးကြီးလုံးဝပျောက်ခဲ့တာပေါ့နော်အဲ့တော့သူ့ရဲ့နောက်တစ်နှစ်မှာ ပထမဆုံး ခွတ်ချောက်ပေါ့ဗျာဒီမှာတွားလိုက်ပါမယ်အပြင်းကြီးပြီးတော့ရောက်တဲ့နေရာမရည်တော့ပါဘူးเนาะဒီမှာခွတ်ချောက်ဒီမှာပထမဆုံးခွတ်ချောက်ကြတယ်ကြတာနဲ့သူ့အောင်မှာ3ပိတ်နဲ့ပြန်ကြပါဗောနော်အဲဒါတတိယကန်နေနဲ့ပြီးခဲ့တဲ့နေ့ကကျွန်တော်၅ခါးစီတနစ်လုံးမှာပျောက်ထားခဲ့တယ်ဗောနော်အဲအမှောင်ဒီဘက်နှစ်မှာကျွန်တော်တို့ပထမဆုံးခွာ၅ဆိုတော့ဒီမှာမှကြတယ်ဗောဗျာအဲ့တော့သူ့အောင်မှာပြန်ကြ၄ပိတ်နဲ့ပြန်ကြဆိုပြီးတော့ဖမ်းဆော့တယ်ဗောနော်အဲကြရင်လည်းထိုးဗော ်694 684ပေါ့နော်ကျွန်တော်ဖွဲတယ်လေထည့်ထားတယ်မကြည်ဝဲပေါ့နော်ပြီးကြတဲ့ဘက်ကလည်းအဲ့ကနန်းကိုအော်ထိုးလာဒီဘက်လည်းအဲ့ဒါကိုအော်ထိုးလာပေါ့နော်ကဲအားလုံးမင်္ဂလာညချမ်းပါပြီနော်အဲ7ချိန်မှာကံပေးလို့ပေါက်ကြပါသေးတယ်